အလောပဲမင်္ဂလာပါနေကောင်းချမ်းမအဆင်ပြေကြပါစေဗျအာကျွန်တော်ဒီညရတော့တော့ကျွန်တော်တင်ပြခြင်းနဲ့အာတသနာအတွေ့အကြုံအမြင်နောက်တစ်ခုရှိတယ်မနော်နိုင်ငံရေးတသနာအမြင်ပေါ့ဒါကြတော့ confusion ပေါ့လင်းတော့ဒီတရုတ်မှာဆိုရင်အတွေ့အကြုံအရန်ကိုနိုင်မယ်ကြီးခဲ့တဲ့ confusion ပေါ့လင်းတော့ confusion ရဲ့ထင်မြင်ယူဆချက်ဒီနိုင်ငံရေးတသနာအမြင်ပေါ့နော် ဲ့တော့ဒီကွန်ပျူတာရဲ့နိုင်ငံရေးဒသနာအမြင်ပါဆိုရင်တဲ့မင်းနစ်ပြည်သူတို့အကြားတွင်တဲ့ဂျီဖြူနစ်သက်သောဆက်ဆံရေးဖြစ်ပေါ်ရန်အရေးကြီးကြောင်းကိုတဲ့ကွန်ပျူတာသည်တဲ့အလေးနဲ့ထား၍စဉ်းစားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့တော့ဒီကွန်ပျူတာကြတော့တော့ကိုကျင့်တရားနဲ့နိုင်ငံရေးကိုရောနောလုံးပေါင်း၍စဉ်းစားခဲ့တယ်ပေါ့နော်သူဟောပြောသောတရားစကားများကိုတဲ့အနားထောင် နားထောင်ကြကုန်သောလူပေါင်းတို့အားတဲ့သူကအကယ်၍အကယ်၍မင်းကသာအမြင့်ဆုံးလူမှုတင်မြရေးဥပဒေကျင့်ထုံများကိုလိုက်နာကျင့်ကြံမည်ဆိုပါကတဲ့အစင်းမြရာထူးကြီးများကိုဆောင်ရွက်နေကြသော အထက်တန်းအနာဘန်ပုဂ္ဂိုလ်များမှ အောက်ဆုံးအစင်းစီလူများအထိအလုံးသောပြည်သူများသည်လည်းမမိတို့ရောက်ရှိနေသောဘဝအခြေအနေတွင်ပို၍အကျင့်တိလနှင့်ပြည့်စုံစွာ နေကြမည်သာဖြစ်တယ်နော် ဒါကတော့သူကအကယ်၍မင်းကပေါ့နော်အမြင့်ဆုံးလူလူမှုသင်းမြတ်ရေးဥပဒေချင်းထုံးများကိုလိုက်နာမယ်ဆိုရင်ပေါ့တစင်တစင်တစင်ကတော့လုံးဝကိုအကျင့်တီလာနဲ့ပြည့်စုံစွာနေရမှာပေါ့နော်ဒါကတော့သူရဲ့နိုင်ငံရေးဌာနအမြင်ပေါ့လေနော်အမှသူဆက်ပြောတယ်ပေါ့နော်ထို့အခါတဲ့တမ်းပြည်တပြည်လုံးဤကိုကျင့်သိက္ခာနဲ့စသောဝိညာဉ်ဗန်းဆန်ရာ ဥတုရာတိတစ်ခုလုံးတစ်ခုလုံးဒီလေပြောင်းလဲသွားမြင်တာဖြစ်တယ်နော် လူဖွဲ့စည်းပြုပြင်ပြောင်းလဲမှုတည်တဲ့ထိတ်ဆုံးထိတ်ဆုံးတန်းဖြစ်သောအုပ်စိုးသူများတဲ့တွင်အစပြိုရသည်နော်ပြီးမှအောက်ဆုံးဆင့်လူများထံသို့ဆင်းသက်ရတယ်နော်ဒီအဲ့ဒါကွန်ပျူရှာမှာဆိုရင်မကြာခဏပေါ့နော်သူ့ရဲ့ထင်မြင်ချက်မှာသူထုတ်ထုတ်ဖို့ပြောဆိုတဲ့အချိန်မှာဆိုရင်တော့သူပြောလိပြောထားသည့်တော့စကားရှိတယ်ပေါ့နော်သူပြောလိပြောထားရှိသောစကားမှာတဲ့အစိုးရအလုပ်ကိုတဲ့အကျင့်တီလာ ဖြူစင်စွာဖြစ်လောက်ကန်သောသူကိုတဲ့မြောက်ဝင်ယူဆုံးရှိဒူဝန်ချေဖြစ်နိုင်ခံအပ်ပေတယ်ဒူဝန်ချေသည်တဲ့သူ့နေရာမှာသာ သူနေပြီးကြံသောจิตတရားများကသူ့ကိုဥခိုက်ကြရပေတယ်နော်အခါတစ်ပါးနိုင်တဲ့လူပြည်နယ်မှာချစ်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူအရေးပါသောပုဂ္ဂိုလ်အမငယ်ချစ်ကံဟုဆိုသူကတဲ့ကွန်ပျူရှာအတန်းပြည့်ကို ဘယ်သူအုပ်ချုပ်ရမည်နည်းဆိုတော့မိကွန်တစ်ခုကိုမေးဘူးတယ်လားထို့ကကွန်ပျူတာကဖြစ်တယ်ပေါ့လေနော်တန်းပြီးအုပ်ချုပ်မင်းလုပ်တယ်ဆိုတာတဲ့ဖြောင်းဖြောင်းမှန်မှန်လုပ်တာပဲနော်အကယ်၍သင်အမမင်းကပြည်သူတွေကိုဖြစ်ဖြောင်းမမှန်ဦးအောင်ဖြစ်အောင်ဦးဆောင်မှုပေးရင်တဲ့ဘယ်ပြည်သူတယောက်ကမှလမ်းဖြောက်ပေါ်ကချော်ပြီးဘေးကိုထွက်သွားရင်းမှလဲဟိုသူပြန်ဖြေတယ်ပေါ့လေနော်ဒါအဲ့တော့သူ့ရဲ့ဒီဒီစာအော်တော့မှာပေါ့လေနော် ထိုမငယ်သေးတဲ့နောက်အခါမှာလည်းတကြိမ်ကွန်ပျူရှာနဲ့တွေ့ဆုံသောအခါမြင်းနေပေါ့ဥပဒေမဲ့တရားမဲ့ပြုတ်ကျင့်တည်ကိုတဲ့ဥပဒေကိုလေစာလိုက်နာအောင်ကျွန်တော်ကသေတံမချမသင့်ဘူးလားဆရာကြီးတဲ့ဘယ်လိုထင်မြင်ပါသလဲဟုတ်မင်းလေးတဲ့။ဤအရေးကြီးသောမေခွန်းကိုတဲ့ကွန်ပျူရှာသေးတဲ့သူ့အားအယူအသည်အလေးမြပြုတ်ချင်းကိုခံရလောက်အောင် အဖြစ်ပြီးနိုင်ခဲ့မနော်။သူကိုတဲ့ကိုကျင့်တီလကိုအထုထိုက်ထားသူဖြစ်လေစားခြင်းခံခဲ့ရလေသည်တဲ့သို့တော်တဲ့ သူ့အဖြစ်ကိုဥပဒေဝါဒီဗျာကမူကဲကျက်ပြီးပြုံးကြသည်တဲ့အဲ့တော့ကွန်ပျူတာဘယ်လိုမျိုးဖြည့်လဲပေါ့နော်ဒီမှာသူကတဲ့အမမင်းတဲ့သင်ဤအုတ်ချုပ်ရေစနစ်ထဲတွင်တဲ့အသေးတံကိုထားရန်ပါလို့တယ်သင်ကသာကောင်းမြတ်သောနှလုံးသားကိုယူသားစွာထုတ်ဖို့ပြသလင်သင်ပြည်သူများမှလည်းသင်ကဲ့သို့ပင်သင်နမူနာကိုယူ၍ကောင်းသောစိတ်နှလုံးကိုဆောင်ကြမိတာဖြစ်တယ်တဲ့ မင်းကိုချင်းတရားကောင်းမှုမြင့်မြတ်မှုတဲ့လေနဲ့အလားတန်းတူပါတယ်တော့ပြည်သူလူထုဤကိုချင်းတရားကောင်းမှုမြင့်မြတ်မှုမှာ မျက်နဲ့အလားတန်းတူပါတယ်အပေเจ้าဆိုတော့လေတက်ရဘဲ့သို့မျက်ပင်များလဲရသည်မှာမျက်တို့ဤဓမ္မတာဖြစ်တယ်ဓမ္မတာဖြစ်တယ်တော့အဲ့တော့ကွန်ပျူတာရဲ့ဒီထင်မြင်ယူဆချက်ကိုနားလည်ဖို့အတွက်ဆိုတော့ကွန်ပျူတာရဲ့အခြေခံယုံကြည်ချက်အပေါ်အလုံးမင်းအလေးထားရမယ်ပေါ့လေနော်သူကပေါ့နော် ပြည်သူလူထုတည်တဲ့နှလုံးသားကောင်းမြပြီသားဖြစ်သည်တဲ့သူတို့ကကောင်းဆောင်အဖြစ်ရှုမြင်သူအပေါ်ကလူများကနှလုံးသားကောင်းမွန်လင်ပြည်သူလူထုကလည်းအလိုက်သင့်တုံ့ပြန်ကြမိတာဖြစ်တယ်နော်အကယ်၍တန်းပြစ်တပြီမှာကောင်းမြသောအုပ်စိုးသူမင်းများအနစ်တရာလောက်သာအုပ်စိုးမည်ဆိုပါကတဲ့ထိုနိုင်ငံတွင်ဒုစရိုက်ပြစ်မှုများပပျောက်သွားမည်ဖြစ်ပြီးသီရန်ကိုလည်းဖျက်သိမ်းပြရမယ်ဟုတ်တာသူကအလေးနဲ့ပြောဆိုတယ်နော်ကွန်ပျူတာကဒီလိုမျိုးပြောတော့ဘောလဲနော် ဲ့တော့ကွန်ပျူတာကဒီအဲ့ဒီဆက်ပြောတော့ဘုနော်ဈေးအခါကအဲ့မင်းကောင်းမြင်းများတို့တည်တဲ့သူတို့ဤအချင်းတီလကောင်းမှု မြင်းများမှုကိုတဲ့တန်းနိုင်ငံအတွင်းထုံပတ်အောင်ပြုလုပ်လို့တော့အခါတဲ့တန်းပြည်ကိုပထမဦးစွာအစီအစဉ်ကြအောင်ဆောင်ရွက်ကြတယ်နော်မိမိတို့ဤတန်းပြည်ကိုနေသားတကြဖြစ်အောင်ဆောင်ရွက်လို့တော့အခါသူတို့ဤပါရမဥစွာမမိတို့ဤမိသားစုဘဝကိုနေသားတကြဖြစ်အောင်စီစဉ်ဆောင်ရွက်ကြတယ်နော မိသားစုဘဝကိုနေသားတကြဖြစ်အောင်ဆောင်ရွက်လိုသောအခါသူတို့သည်တဲ့သူတို့ကိုသူတို့ပထမပြုစုပြုထောင်ကြရတယ်နော်မမိတို့ကိုကိုမမိတို့ပြုစုပြုထောင်လိုသောအခါသူတို့သည်ပထမဦးစွာမမိတို့ရဲ့နှလုံးသားများကိုနေသားတကြဖြစ်အောင်ပြင်ဆင်ကြရတယ်နော်မမိတို့ရဲ့နှလုံးသားများကိုနေသားတကြဖြစ်အောင်ပြင်ဆင်လိုသောအခါတဲ့သူတို့၏ပထမဦးစွာမမိတို့ရဲ့အတွေးအခွန်များကိုယူသားဆင်ခြင်အောင်ပြုလုပ်ကြတယ်နော်အတွေးအခွန်များယူသားဆင်ခြင်အောင်ပြုလုပ်လိုသောအခါ တို့သည်ပထမဦးစွာအသိပညာဉာဏ်ကိုကျေပြန့်အောင်ချက်ထွင်ကြရတယ်ထို့ကဲ့သို့အသိပညာအသိဉာဏ်ပညာကျေပြန့်မှုတွေကအရာခသိန်းကိုစူဇန်လစ်လာမှုအပေါ်မှာသာတည်လီတယ်နော်ဤကဲ့သို့အရာဝတ္ထုများကိုစူဇန်လစ်လာခြင်းအဖြစ်တို့ရဲ့အသိဉာဏ်ပညာကိုပြည့်စုံအောင်ပြုလုပ်ပြုကြရလေတယ်နော်တို့ရဲ့အသိပညာအသိဉာဏ်ပညာပြည့်စုံလာသောအခါတို့ရဲ့အတွေးအခွန်များလည်းယူသားစင်ကြယ်လေတဲ့လာလေတယ်နော်တို့ရဲ့အသိဉာဏ်ပညာပြည့်စုံလာသောအခါ သူတို့၏အတွေးအခေါ်များလည်းယူသားဆင်ခြင်လာလေတဲ့သူတို့၏အတွေးအခေါ်များယူသားဆင်ခြင်လာတော့အခါသူတို့၏နှလုံးသားများလည်းနေသားတကြဖြစ်လာပြီးတော့တယ်နော်သူတို့၏နှလုံးသားများနေသားတကြဖြစ်လာတော့အခါသူတို့ကိုသူတို့ပြုစုပြောထောင်နိုင်ကြတော့တယ်သူတို့ကိုသူတို့ပြုစုပြောထောင်နိုင်ကြတော့အခါသူတို့၏မိသားစုများမှလည်းအခမ်းအမနေသားတကြဖြစ်တော့တယ်မိသားစုများဘဝအခမ်းအမနေသားတကြဖြစ်တော့အခါသူတို့၏တန်းပြည်သည်လည်းကောင်းမှန်ကန်စွာအုပ်ချုပ်သောတန်းပြည်ဖြစ်လာလေတော့တယ်နော် သူတို့ရဲ့တန်းပြေကိုမှန်ကန်စွာအုပ်ချုပ်နိုင်သောအခါနိုင်ငံတော်တစ်ခုလုံးလည်းအေးချမ်းငြိမ်သက်လျက်ပျော်ရွှင်ခြင်းဒုက္ခနဲ့ပြည့်စုံလေတော့တယ်တစင်ပေါ့လေနော်ဒီတစင်တစင်ကောင်းမှုသောဒီဘဝရရှိဖို့အတွက်ပြောသွားတာပေါ့လေနော်အဲ့တော့ဒီ confusion ရဲ့အဓိကအတွေ့အခေါ်ရတော့ဒီမှာပေါ့လေနော် ကောင်းမှုသောဘဝဖြစ်ပေါ်ရေးကိုတဲ့ဥပဒေဖြစ်စီးကြရမရဘူးနော်စိတ်ဝိညာဉ်ပြုတ်ပြင်မှုနှစ်သာစံဒီဆိုသောအယူဆသည်ပုံလွင်ထင်ရှားတယ်ပေါ့နော် တော့ကောင်းမွန်တဲ့စိတ်ထားတို့ကောင်းမွန်တဲ့စိတ်အာကောင်းမွန်သောဘဝဖြစ်တည်ရေတို့ဟာတဲ့ဥပဒေနဲ့စီကြထားရတော့မရဘူးစိတ်ဝိညာဉ်ပြုပြင်မှုနဲ့သာဆန်တော့သူကယူဆတယ်ပေါ့နော်အဲ့မှသူဒီမှာဆက်ပြောတယ်ပေါ့နော်အနမူနာကောင်းပြတ်နိုင်ခြင်းတည်းတဲ့နမူနာကောင်းပြတ်နိုင်ခြင်းတည်းတဲ့ပြည့်မှုတုစရဲ့များကိုကာကွယ်နိုင်တယ်နော်လူတို့ပြတ်ထန်သောစနစ်တကျဥပဒေများကမူနဲ့ပြိမှုဒုစရိုက်များကိုပေါ်ပေါက်စေတယ်နော်ဒါကတော့သူတွေးနေတာပေါ့လေနော် ကောင်းစွာဖွဲ့စည်းအပ်သောနိုင်ငံ၏တဲ့ဥပဒေဖြင့်ဖွဲ့စည်းသောနိုင်ငံမဟုတ်ဘူးနော်ထိုနိုင်ငံ၏တဲ့စိတ်စေတနာကောင်းများနှင့်ကောင်းမှုကုသိုလ်တရားများကိုသာပြုလုပ်လိုသော စိတ်ဆန္ဒများပြန့်ပွားကူဆက်မှုနှင့်ကောင်းမြသောပူပေါင်းဆောင်ရွက်လိုသောစိတ်ဓာတ်ပြန့်ပွားမှုကြောင့်ပေါ်ပေါက်လာသောနိုင်ငံသာဖြစ်တယ်နော်ဒါကတော့သူရဲ့နိုင်ငံရေးတသနာတွေပေါ့နော်ကောင်းမြသောနိုင်ငံကိုတဲ့ဥပဒေဖြင့်ဖြစ်အောင် ဥပဒေပြပြအောင်လောက်ယူရမရဘူးနော်မေတ္တာတရားနဲ့ကောင်းမြတ်သောပူပေါင်းဆောင်ရွက်မှုကတရားဥပဒေကိုမလိုအပ်သောအဖြစ်သို့ရောက်သွားစေပါပဲနော်တင်းမြသောသဘောကိုပြုစုပြုထောင်ပြီးသောမင်းသားတစ်ပါးသည်တဲ့တက်မှသောနှလုံးသားစိတ်အောင်ပြင်ဆင်ပြီး၍သူ၏အတွေးခွန်များလည်းယူသားစင်ကြယ်ပြီးဖြစ်လင်တဲ့အသွေးမေတ္တာစုမှလည်းနေသားတခြားဖြစ်ရကားတဲ့သူအောက်ဆိုသောဒန်းပြီမှလည်းပျော်စွင်ခြင်းဒုက္ခကိုခံစားရသောဒန်းပြီဖြစ်လေတော့တယ်နော် ဒါကတော့ဒီကွန်ပျူတာရဲ့တွေးခေါ်နေတဲ့အတွေးခေါ်တယ်ပေါ့နော်အမှသူဆက်ပြောတယ်ပေါ့နော်ထိုတန်းပြည်တွင်တဲ့အမှုမအရာတန်းအမှုတန်းများအလုံးကြီးတဲ့ထိုမင်းသားနှင့်သဘောထားချင်းတူညီကြသည်ဖြစ်၍ထိုတန်းပြည်သည်မန်ကန်စွာအုတ်ချုပ်သောတန်းပြည်ဖြစ်လေတော့သည်တဲ့ဒါတော့ဒီကွန်ပျူတာရဲ့ဒီတွေးခေါ်မြင်မြင်ချက်တယ်ဖြစ်တော့ပေါ့လေနော်ကျွန်တော်ကိုးကားပြီးတော့ပြောသွားတဲ့စာအုပ်ကတော့ဒီစာအုပ်ထဲမှာပေါ့လေနော်အာနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်တယ်ပေါ့နော်ဒီညတော့ 明来呀，查嘛呀。